ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီကနေ့မနက်အစောပိုင်းလင်းအားကြီးချိန်မှာအစ္စရေးကအီရန်နိုင်ငံရဲ့မြို့တော်အာတီဟီယန်အပါအဝင်နေရာအများပြားကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာအီရန်စစ်တပ်ကဒီစစ်ဦးစီးချုပ်ဗိုလ်ချုပ်မိုဟာမက်ဟူစိန်ဘတ်ဟီရီအဲကြာဆုံးခဲ့တယ်ဆိုပြီးတော့အီရန်နိုင်ငံပိုင်းရုတ်တံကကြေညာပါတယ် သူဟာအီရန်နိုင်ငံရဲ့စစ်ဘက်မှာတော့အဆင့်အမြင့်ဆုံးအရာရှိလည်းဖြစ်ပါတယ်။အစ္စလာမိတ်တော်လှန်ရေးဒီကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဦးစီးချုပ်ဖြစ်တဲ့ဟူစိန်ဆလာမီလည်းတေဆုံးခဲ့ပါတယ်။ သူတို့အပြင်အီရန်နိုင်ငံရဲ့ဒီနျူကလ িয়ার ထိပ်တန်းသိပ္ပံပညာရှင်၂ယောက်လည်းတေဆုံးခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးဘက်ကတော့အီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးအစီအစဉ်တွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။အီရန်နိုင်ငံရဲ့အာနာအရှိဆုံးဘာသာရေးကောင်းဆောင်အလီခါမေနီကတော့ဒီအခုတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သွားမယ်ဆိုပြီးဒီအစ္စရေးဟာသူ့ရဲ့ ်ခါတီနာကျင်စရာကံကြမ္မာကိုသူကိုယ်တိုင်ပဲရွေးချယ်ခဲ့တာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီနေ့နေ့လယ်ခင်းမှာတော့အီရန်ကယာနဲ့ခြိတဲ့ drone တွေနဲ့အစ္စရေးနိုင်ငံဘက်ကိုပြန်လည်ပစ်ခတ်လိုက်ပါတယ်အစ္စရေးစစ်တပ်ကအဲ့ဒီ drone တွေကိုကာကွယ်တားဆီးနေတယ်လို့ဆိုပါတယ်အစ္စရေးကာကွယ်ရေးဝန်ကြီးကတော့သူတို့နိုင်ငံမှာအရေးပေါ်အခြေအနေကိုကြေညာလိုက်ပြီးဝန်ကြီးချုပ်နေတန်ယာဟုကတော့ဒီချင်းချောင်းမှုကိုကြော်နိုင်ဖို့အတွက်ရက်အတန်အဲကြာလိမ့်မယ်လို့ပြောထားပါတယ်အခုတိုက်ခိုက် ုက်မှုကြောင့်အစ္စရေးနဲ့အီရန်အကြားမှာကျေပြန့်တဲ့စစ်ပွဲအခြေအနေတွေဖြစ်သွားပြီလို့လည်းအကဲခတ်တွေကသုံးသပ်ကြပါတယ်။တိုက်ခိုက်မှုဟာအမေရိကန်နဲ့အစ္စရေးလက်ချက်ဖြစ်တယ်ဆိုပြီးတော့အီရန်ဘက်ကဆွဆွဲထားပြီးအမေရိကန်ကတော့ဒီတိုက်ခိုက်မှုမှာသူတို့မပါဘူးလို့ပြောပါတယ်။ မကြသေးခင်ကမအောင်မြင်ခဲ့တဲ့နျူကလ িয়ার ဆိုင်ရာဆွေးနွေးပွဲတွေထဲမှာတော့အမေရိကန်ကအီရန်ကိုယူရေနီယံတန့်စင်မှုမလုပ်ဖို့သဘောမတူဘူးဆိုရင်တော့ဒီစစ်ရေးအပါအဝင် တခြားနိလန့်တွေနဲ့အရေးယူသွားမယ်ဆိုတာမျိုးပြောခဲ့တာရှိပါတယ်။